ားလုံးပဲမင်္ဂလာပါ PN Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာကတော့စနေနေ့ညမှာကံပဲအင်္ဂလန်ပရီးမီးယားလိရဲ့ပွဲစဉ်6ပွဲကြိုး30ချက်လေးပဲဖြစ်ပါတယ်စနေနေ့ညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ Brentford နဲ့ United တို့ရဲ့ပွဲကျွန်တော်တို့မလေးရှားစံတော်ချိန်ည9:00နာရီခွဲမြန်မာစံတော်ချိန်ည6:00နာရီမှာကံမဲ့ပွဲဒီပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင် United က Brentford ရဲ့အိမ်ကွင်းမှာရုံးကန်လေးရှိတယ် 2022ကတချိန်ပဲနိုင်ခဲ့ဘူးလေသူတို့နှစ်သင်းတွေ့ဆုံတဲ့9ချိန်မှာ2022ကတချိန်ပဲနိုင်ခဲ့ဘူးလေကျန်တဲ့ဟာတော့ Man United အိမ်ဝင်မှာဆိုရင်တော့ United ကဘရန်ဖို့ကိုနိုင်လေးနိုင်တာရှိတယ်ဒါပေမဲ့ဒီနှစ်ကဘရန်ဖို့ကလည်းအရင်ကောင်းတဲ့အသင်းမဟုတ်တလို့ United ကလည်းကစားကွက်အထိုင်ကျနေတဲ့အသင်းမဟုတ်ဘူးအဲ့တော့ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်သူတို့နှစ်ယောက်တစ်ယောက်တမတ်စီများအမှတ်ခွဲယူသွားနိုင်တယ်လို့ထင်တယ်ပြောမယ်ဆိုရင်တည်ရလည်းကြသွားမယ်ထင်တယ်ဒါမှမဟုတ်ပင်လေဘရန်ဖို့ကို Man United ကဥပမာကျွန်တော်တို့အခုညာတို့ရဲ့ Magic Moment တို့ နောက်ပြီးတော့အံမှုမှုရဲ့ကိုယ်တော်စွမ်းရည်လိုနဲ့နိုင်သွားတာတို့ဘာလို့ဖြစ်ကောင်းဖြစ်နိုင်လဲနောက်ပြီးတော့ကျွန်တော်တို့ချက်စီးနဲ့ဗန်လီနောက်တစ်ပွဲကမလေးစံတော်ကြီးညစံနိုင်မြန်မာစံတော်ကြီးညရှစ်ခွဲမှာကံမဲ့ပွဲဒီပွဲမှာဆိုလို့ရှိရင်တော့ချက်စီးကဒီနှစ်ပူကောင်းလာမယ်လို့ကျွန်တော်ထင်ခဲ့တာဗျဒါပေမဲ့ကျွန်တော်တို့ဒီနီးပြချက်စီးနီးပြအန်ဇူမာရက်စကာက92ကြောင်းနေလားမသိဘူးဗျဒီကောင်ဆောက်တလေးတွေတအားလုံးတယ်ဗျကစားသမားအထက်အသွင်းတွေမှာပြောမယ်ဆိုကစားသမားတွေအရင်များတော့ဒီနီးပြက ပြောမယ်ဆိုရင်ဒီနီးပြကကျွန်တော်တို့အရင်ကြီး powerful ဖြစ်တဲ့နီးပြတော့မဟုတ်ဘူးကလပ်ဝတ်ကတ်ယူထားပြတာမှန်တယ်ဒါပေမဲ့ powerful ဖြစ်တဲ့နီးပြမဟုတ်တော့ तू ဘယ်လို manage လုပ်ရမလဲဆိုတာမသိဘူးလားမသိဘူးဗျာသိမလားအခု main နဲ့ပွဲတော့ကလည်းအသေးအံကန်လိုက်ရတယ်နောက်ပြီးတော့ဒီအဲကာဘွန်ကတ်တော့လည်းအသေးအံကန်ပြီးတော့မနိုင်သွားတာအဲ့တော့ဒါဟုတ်ကြီးချင်းအဖြစ်နီးပြရဲ့ဒီ leak တကူချင်းကတ်တဲ့ပုံစံကပုံစံမကြောက်ဘူးဗျာအဲ့ဒီမှာသူ့မှာတီတီငင်ငင်နဲ့လုံးလိုက်ကြိုင်နိုင်တဲ့ပုံစံမရှိဘူးတလို့ခန်းစားရတယ် ကျွန်တော်ထင်တာကအစောပိုင်းမှာကြည့်ပြီးတော့အော်ချက်စီကတော့ဒီနှစ်ကတော့ရှယ်ပဲဝယ်ထားတဲ့ကစားသမားတွေနဲ့ချက်စီလုတ်ပြနိုင်မယ်လို့ထင်ထားခဲ့တာဒါပေမဲ့အခုဒီနှစ်ကချက်စီကကျွန်တော်အမြင်ကတော့မလွယ်တော့ဘူးဗျသိတယ်မလားနောက်ပြီးတော့ကိုးပါးမားလည်းနာနေတယ်နောက်ပြီးကိုယ်လည်းမအန်ဆိုဖာနန်ဒက်စ်နဲ့ကိုက်ဆယ်လူလူရှိတယ်ဒီတယောက်တော့ကောင်းတယ်ဗျအန်ဆိုလည်းကောင်းတယ်ကိုက်ဆယ်လူလည်းကောင်းတယ်ဒါပေမဲ့သူတို့ကကိုယ်လည်းကောင်းတယ်တိုက်စစ်ကဂိုးသွင်းမှုရုန်းကန်ရတယ်ဒါပေမဲ့ ုလိုအရင်ရုံးကန်ရတာတော့မဟုတ်ဘူးဗျာဂျာဟုတ်ဘက်ဒူတို့နတ်တူတို့ရှိတယ်ဗျာဒါပေမဲ့ဒီခန်စစ်ကတော့တကယ်ကိုစိုးတယ်ဗျာအခုကခခွဲလာလို့ဘာလို့တော့ကောင်းတယ်ဒါပေမဲ့ဒီဘူခန်စစ်နှစ်ယောက်ကတော်တော်စိုးတယ်ဗျာနောက်ပြီးတော့ရော့ဖက်ဆန်ချက်ကိုသမားကိုသမားလေးတအားကိုမှညံ့တယ်ဗျာတအားပြင်းတယ်လို့ပြောလို့ရတယ်ဒီချက်စီကကစားသမားတွေအများကြီးဝယ်ထားပြီးတော့ဒီဘတန်နဲ့ကိုသမားကိုဘာကြောင့်မဝယ်ဘူးလဲဆိုတာတော့စဉ်းစားရခက်တယ်ဗျာသိရမလား Brighton ကပရီးမီယာလိမှာ၅ပွဲကန်ထားတဲ့အထက်မှာ၂ပွဲရှုံး၂ပွဲသေး Man City ကိုဒီချိန်မှာနိုင်ထားတယ် ်ချက်စီကတော့တည်တဲ့အတိုင်းပဲချက်စီကတော့ EPL မှာငါးပွဲကဏ္ဍမှာနှစ်ပွဲနိုင်နှစ်ပွဲတည်တစ်ပွဲရှုံးထားတယ်ကျွန်တော်တို့ United တင်းကိုရှုံးထားတယ်တစ်ပွဲနိုင်နဲ့နှစ်ပွဲတည်ကြထားတယ်음ကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့ချက်စီဒီပွဲမှာချက်စီရုံးမယ်လို့တော့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စိတ်တင်ချက်စီနီးပြကအခုဒီပွဲမနိုင်ဘူးဆိုလို့ရှိရင်ချက်စီနီးပြကမလွယ်တော့ဘူးဗျကျွန်တော်အမြင်ပြောရမယ်ဆိုရင်ချက်စီနီးပြ pressure များလာနိုင်တယ် ျစီကပြောမှာဆိုရင်အနည်းပြတွေပါတယ်ကတိတ်ကူးဆိုင်တာမဟုတ်ဘူး process manager တွေပါတယ်မလာနဲ့သူတို့ထုတ်ချင်ထုတ်ပြတာအဲ့တော့ဒီပွဲကိုတော့ချက်စီရှုံးမယ်လို့ထင်တယ်ကျွန်တော်အမြင်ကိုပြောမှကျွန်ဆိုလို့ရှိရင်တော့ချက်စီက3 1 3 2အဲ့လောက်တော့ဖြစ်သွားနိုင်တယ်ဥပမာ1 2 2 1အဲ့လောက်တော့ဖြစ်သွားနိုင်တယ်ဘာကြောင့်လဲဆိုတော့ brand book ကလည်းပေါက်တယ်ချက်စီကလည်းပဒံပေါက်နေတယ်ဆိုတော့ဒီပွဲက goal ကြီးပို့ပြီးတော့တွဲလာနိုင်မယ်လို့ထင်တယ်နောက်တစ်ပွဲကကျွန်တော်တို့ palace နဲ့ liverpool ရဲ့ပွဲ ကျွန်တော်တို့မလေးစံတော်ချင်းစင်နာကြီးမြန်မာစံတော်ချင်းညရှစ်ခွဲမှာကံပဲပွဲဒီပွဲကကြီးကောင်းပဲပွဲဗျဥပမာလီဗာပူးကလည်းပွဲတိုင်းကိုပရီးမီးယားလိဂ်၅ပွဲမှာပွဲတိုင်းကိုနိုင်ထားသလိုပဲလစ်ကလည်းတပွဲမှမရှုံးသေးဘူးပဲလစ်ကကျွန်တော်တို့၃ပွဲတည်ရင်၂ပွဲနိုင်ကစားထားတာသူလည်းတပွဲမှမရှုံးသေးဘူးလီဗာပူးကလည်း၅ပွဲလုံးနိုင်ထားတယ်ဒါပေမဲ့ပဲလစ်ကအိမ်ခွင့်မှာကြိုးတဲ့အတင်းခန်းစစ်ကြစ်လက်တဲ့အတင်းဒီအတင်းနဲ့လီဗာပူးကတိုက်စစ်ကောင်းတယ်ကွင်းလည်းကောင်းတယ်ဒါပေမဲ့လီဗာပူးရဲ့ခန်းစစ်ကတော့အရင်လို တော်တော်မီခံစစ်တော့မဟုတ်တော့ဘူးအဲ့ဒါကိုအဲ့တစ်ချက်ကိုတော့သတိထားရမယ်ဒါပေမဲ့ကျွန်တော်လီဗာပူးကတော့ပဲလစ်ကိုတော့နိုင်သွားဖို့တော့ရှိတယ်ဒါပေမဲ့လွယ်လွယ်ကူကူနဲ့တော့နိုင်မယ်လို့တော့မမြင်မိဘူးဥပမာခက်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 ကန်ရလိမ့်မယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီပဲလစ်ရဲ့အိမ်ဝင်းမာကြောမှုကိုလည်းထက်တွက်ရလိမ့်မယ်ကျွန်တော်အမြင်ကတော့1 1ဒါမှမဟုတ်ရင်1 2အဲ့လောက်နဲ့ပဲပြီးသွားမယ်လို့တော့ထင်တယ်နောက်တစ်ပွဲအနေနဲ့က list နဲ့ဘုံမောက်ရဲ့ပွဲ list နဲ့ဘုံမောက်ရဲ့ပွဲမှာကျွန်တော်တို့မလေးစံတော်ချိန်ညာ စင်နာကြီးမြန်မာစံတော်ချိန်ည၈ခွဲမှာကမ်းမဲ့ပွဲဒီပွဲကဆိုလို့ရှိရင်တော့ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်တော့ဘုံမောက်ပဲနိုင်ွားလိမ့်မယ်ဘုံမောက်ကကစားပုံလည်းကောင်းတယ်နောက်ပြီးတော့ကောင်းတာအတက်လည်းကောင်းတယ်ချစ်ချစ်လေးလေးလည်းရှိတယ်ဗျာနောက်ဘုံမောက်ရဲ့ကစားကွက်ကိုကျွန်တော်ကြိုက်တယ်ဘုံမောက်ပဲနိုင်သွားမယ်ထင်တယ် list အနေနဲ့တော့မချောင်းဘုံမောက်ပဲနိုင်ွားလိမ့်မယ်ကျွန်တော်အမြင်ကတော့2 3တို့1 2တို့တော့ဖြစ်သွားနိုင်တယ်နောက်တစ်ပွဲနောက်တစ်ပွဲက CD နဲ့ Valley တို့ရဲ့ပွဲကျွန်တော်တို့မလေးစံတော်ချိန်ည10နာရီမြန်မာစံတော်ချိန်ည10နာရီခွဲမှာကမ်းမဲ့ပွဲ ဒီဘက်ကတော့ဘန်လီက City ကိုမနိုင်တာ10နှစ်လောက်ပြီးပါရှိနေပြီဗျအဲ့တော့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်ဟာလန်ဘယ်နှလုံးတွင်းမလဲဆိုတာပဲစောင့်ကြည့်ရမယ်ပွဲလို့ပြောလို့ရတယ်ဟာလန်ဒီဘက်မှာ hat trick ရသွားနိုင်တယ်လို့တော့မြင်မိတယ်နောက်ပြီးတော့ဟာလန်ရဲ့စတိုက်ဂိုးမျိုးနေတဲ့ form ကို Guardiola ကစက်ထိန်းထားမယ်လို့တော့ထင်တယ်နောက်ပြီးတော့ကျွန်တော်တို့ကောင်းနေတဲ့ကစားသမားတွေဖြစ်တဲ့ Foden ကျွန်တော်တို့ဒူကူနီကိုအိုရိုင်လီဒီကစားသမားတွေနောက်ပြီးရိုက်တာဘနာလူစေးပါဒီကစားသမားတွေနဲ့ဖူဒီဥစားဒီကစားသမားတွေနဲ့နောက်ပြီးတော့ ကျွန်တော်တို့ဟာလန်ဒီကစားသမားတွေနဲ့မန်စီးတီးကကျွန်တော်စိတ်ထင်ဒီပွဲကိုအမှတ်ယူမယ်လို့ထင်တယ်ဒီပွဲကိုမန်စီးတီးဂိုးပြတ်နိုင်မယ်လို့ထင်တယ်ဟာလန်ဟက်ထရစ်ရသွားနိုင်တယ်လို့တော့ကျွန်တော်မြင်မိတယ်ကဲနောက်ဆုံးပွဲနောက်ဆုံးပွဲကတော့စပါးနဲ့ဘူးဖ်တူရဲ့ပွဲကျွန်တော်တို့မလေးဆန်တော်ကြီးမနက်၃နာရီမြန်မာဆန်တော်ကြီးတက်ခွဲမှာကံမဲ့ပွဲဒီပွဲကိုဆိုလို့ရှိရင်တော့ဝုတ်ကတိနဲ့ဆုတ်ပြတ်တက်နေတဲ့အတင်းပြ EPL ၅ပွဲကံထားတဲ့တပွဲမှမနိုင်တော့ဘူး အဲ့အတင်းနဲ့ကျွန်တော်တို့စပါစပါကတော့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့အချိန်ကြီးကောင်းတဲ့အတင်းလို့ပြောလို့ရတယ်ဒီပွဲစပါဂိုးဘယ်နှလုံးတွင်းမလဲဆိုတာပဲစောက်ကြည့်ရမယ်လို့ထင်တယ်ဘူပန်အရန်ကမှဆုတ်ပြတ်တန်နေတယ်ကျွန်တော်အမြင်ပြောရမယ်ဆိုရင်ဘူကနီးပြပြောင်းရင်ပြောင်းမပြောင်းဘူးဆိုရင်စောင်းရတီကြရင်လူခေါ်ရိုက်ပါရင်လောက်ရင်လောက်မလုပ်ဘူးဆိုရင်တော့ဘူကတန်းစင်းဖို့ရာခိုင်နှုန်းများတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel ကိုသဘောကျတယ်ဆိုလို့ရှိရင် like share comment နဲ့ subscribe လေးဖြင့်ကူညီပေးကြလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်